မတ်တာလန်နာကိုနဗန်းနဲ့ကစားလို့အဆင်မပြေဘူးဆိုရင်စတန်ဖိုက်ချင်းရှင်ကစားသွားမယ်ဆိုရဲမှာဂတ်ချက်ပရိသတ်များအလုံးမဲ့မင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်ကနေတင်ဆက်နေပါတယ်။လာမယ့် UFC 322ပြိုင်ပွဲမှာဝယ်တဲ့ဝိတ်ချန်ပီယံကပတ်ကိုလူသွားရမယ့်အစ္စလာမာဂတ်ချက်ကတော့မတ်တာလန်နာကိုသူ့ရဲ့အသားချက်ဖြစ်တဲ့နဗန်းမိုင်းနဲ့ဦးစားပေးရှင်ပြိုင်သွားမှာဖြစ်ပြီးတော့တကယ်လို့ဒါကအလုံးမဖြစ်ခဲ့ဘူးဆိုရင်တော့မတ်တာလန်နာနဲ့စတန်ဖိုက်ချင်းရှင်ထိုးသွားမယ်လို့ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ဒီကြောင့်နဲ့ပတ်သက်ပြီးတော့မာဂတ်ချက်ကနဗန်းမအောင်မြင်တော့ကျွန်တော်သူနဲ့ရှင်ထိုးသွားမှာပါ။အမှန်တိုင်းပြောရရင်တော့ဒါကကျွန်တော်အတွက် အကက်ကဲဆုံးတိုက်ပွဲတွေကတခုဖြစ်ပါရီဘာဖြစ်လို့လဲဆိုတော့သူကနေရာတိုင်းမှာအကောင်းဆုံးလှုပ်ဆောင်နိုင်လို့ပါသူ့မှာအားနည်းချက်ဆိုလို့မရှိသလောက်ပါပဲနံပါတ်ခုကမှုကောင်းတာမရှိနိုင်ပေမဲ့သူ့ရဲ့နံပါတ်လုံးနဲ့စကေးကတော့အတော်လေးမှကောင်းပါတယ်ဆိုပြီးတော့ထုတ်ပေါ်ပြောကြားသွားကြတာဖြစ်ပါရီမာကချက်ဖြက်ဒီစကားလေးကိုကြားလိုက်ရတော့သူ့ရဲ့စိတ်ဓာတ်ပြင်ဆင်မှုနဲ့ပြိုင်ဘက်ကိုလေးစားတတ်မှုတွေကိုတည်တည်တတ်တာမြင်ရပါရီဒီစကားထဲမှာချင်မြန်တယောက်ရဲ့အတွေးခေါ်ဗျူဟာစိတ်ဓာတ်ဒီအားလုံးပါဝင်နေလို့ဖြစ်ပါရီနံပါတ်မအောင်မြင်ကျွန်တော်သူနဲ့ရှင်ထိုးသွားမှာပါဆိုတဲ့စကားထဲမှာမာကချက်ရဲ့ဗျူဟာတစ်ခုလုံးကိုခြုံငုံမိပါရီ မာဂါချက်ကကိုအားတာချက်ကိုတီးတယ်။သူဟာနဗန်းမှာကဘာထိတန်းကစားမဆိုတာသူ့ကိုသူတီးတယ်။အဲဒါကြောင့်သူကသူ့ရဲ့အားတာချက်ကိုအမြဲတမ်းအသုံးချတယ်။ဒါပေမဲ့မဒလနာရဲ့အားတာချက်ကိုလည်းသူတီးထားပါတယ်။ဒါပြင်မာဂါချက်ကပုံသဏ္ဍာန်တစ်ခုတည်းကိုသာဂိုင်မထားပဲနဲ့ပြောင်းလဲတတ်မှုကိုလိုအပ်လာရင်လုပ်ဖို့လိုမယ်ဆိုတာတီးထားပါတယ်။နဗန်းမှာအောင်မြင်သူနဲ့ရှင်ထိုးသွားမယ်ဆိုတာပွဲချင်းနေပေါ်မှာမူတည်ပြီးတော့ view ဟာပြောင်းလဲကစားဖို့ကြိုတင်ပြင်ဆင်ထားတာတွေ့ရပါတယ်။အချိန်ကြီးအောင်ဖြတ်တတ်မှုရှိတယ်ပြိုင်ဘက်ကိုလိုက်ပြီးတော့ချိန်ညှိတတ်မှုတွေပြည့်လုပ်ထားပါတယ်။ မက်ဒလနာကိုနှစ်ပတ်မိုင်းကစားမယ်ပလန်ဘီဖြစ်တဲ့စတန်ဖိုက်ချင်းရှင်ကစားမယ်ဆိုတဲ့ဗျူဟာတွေတခုမကချမှတ်ထားတာတွေ့ရပါတယ်အဲဒါကြောင့်သူကဘလို့ချင်းနေမျိုး တွေ့မဆိုအဆင်သင့်ဖြစ်နေပါတယ်နှစ်ပတ်မအောင်မှုဆိုရင်တော့ရှင်ထိုးဖို့ဆုံးဖြတ်ထားပါတယ်ဒါကတပောက်စုံလင်းနဲ့ MMA ကစားမကောင်တယောက်ဆိုတာပြသပါရယ်ဒါကကျွန်တော်တို့အခက်အခဲဆုံးတိုက်ပွဲတွေကတစ်ခုပါဆိုပြီးတော့ပြောထားတဲ့ဇာတ်ကားထဲမှာတော့မကာချက်ရဲ့ယူသားမှုနဲ့ပြိုင်ဘက်ပေါ်လေးစားမှုကို တွေ့ရပါရယ်သူကကိုကိုကိုလိန်ညာရာမျိုးမရှိဘဲနဲ့ပြိုင်ဘက်အကြီးချင်းကိုဝန်ခံပါရယ် ါကဖိုက်တာကောင်းတယောက်ရဲ့အရေးချင်းလည်းဖြစ်ပါလိမ့်။အကက်ခဲဆုံးတိုက်ပွဲဆိုတဲ့ဇာတ်ကားကစိန်ခေါ်မှုတွေကိုမကြောက်တာခက်ခဲတဲ့လုပ်ကိုရင်ဆိုင်မှုအစဉ်သင့်ဖြစ်နေတာကြီးမားတဲ့ဆုလက်တွေအတွက်ကြီးမားတဲ့အန္တရာယ်ကိုယူတတ်ရမယ်ဆိုတာသူသဘောပေါက်ထားကြောင်းပြသနေပါလိမ့်။ဒီဘွဲကဘာကြောင့်ခက်ခဲတယ်ဆိုတာရှင်းပြပါလိမ့်။ပြမဲအာသာချက်တွေကိုတည်ချာချာလေ့လာပါလိမ့်။ဒါကပညာရှင်ဆန်တဲ့ချင်းကပ်မှုဖြစ်ပါလိမ့်။သူကနေရာတိုင်းမှာအကောင်းဆုံးလှုပ်ဆောင်နိုင်လို့ပါဆိုတဲ့ဇာတ်ကားမာကာချက်ပြည့်ပြိုင်မဲ့ကိုလေ့လာမှုရှင်ကိုတွေ့ရပါလိမ့်။မတလနာကနေရာတိုင်းမှာအကောင်းဆုံးလှုပ်ဆောင်နိုင်နေတာကိုသူသိချားပါလိမ့်။ သူမအားနေချက်မရှိသလောက်ပဲဆိုတာသူ့ရဲ့ထိုးပွဲဟောင်းတွေကတက်တည်ခံနေပါတယ်။ဒါဟာမာကာချက်ကပြိုင်ဘက်ကိုလေးလေးစားစားလေ့လာထားကြောင်းပြသနေတာဖြစ်ပါတယ်။နောက်ချက်ကတော့မာကာချက်ကမျောလင်းချက်နဲ့လက်တွေ့ဘဝကိုတဘာဝကြကြချင်းကတ်တဲ့သူဖြစ်ကြောင်းတွေ့ရပါတယ်။သူကပြိုင်ဘက်ကိုချီးကျူးပေမဲ့ကိုယ့်ရဲ့ခွင့်ရေးကိုလည်းမျောမှန်းထားပါတယ်။အားနေချက်မရှိဘူးဆိုပေမဲ့အားနေချက်ကိုရှာဖို့ကြိုးစားတဲ့သူ့ရဲ့မူကျင့်ကောင်းတွေကတကယ်ချီးကျူးစရာပါ။နဗန်းကုကံမှုကောင်းတာမရှိနိုင်ပေမဲ့သူ့ရဲ့နဗန်းလုံးနဲ့စကေးကတော့အတော်လေးကောင်းပါတယ်ဆိုတဲ့စကားမှာတော့ မာဂါချက်နဲ့နီဘီဟာဆန်ယာခွဲချမ်းဆိပ်ပြားမှုကိုတွေ့ရပါတယ်။မတလနာရဲ့နံပါတ်ခုခံမှုကအားနေတယ်။ဒါပေမဲ့နံပါတ်လုံးနဲ့စကေးကကောင်းနေဒါကသူ့ရဲ့တိကျတဲ့လီလာမှုကိုပြသနေတာဖြစ်ပါတယ်။မာဂါချက်ကအခွင့်အရေးရှာဖွေမှုကောင်းတဲ့ဖိုက်တာတယောက်ဖြစ်တဲ့ကြောင်းသူစကားတွေကတက်တည်ခံနေပါတယ်။သူကအားနေချက်ကိုအသုံးချဖို့ကြံစီနေပါတယ်။အသာချက်ကိုကာကွယ်ဖို့ပြင်ဆင်နေပါတယ်။ဒါကထိတ်တန့်ကစားမရရဲ့အတွေးခေါ်မျိုးလို့ဆိုခြင်းကြောင်းပါခင်ဗျာ။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။